ပြင်းစိတ်ကိုအတုံးချပြီးအသက်၃၀မတန်ခင်အောင်မြင်မှုလမ်းကြောင်းပေါ်တက်လှမ်းနေအားလုံးပဲမင်္ဂလာပါ ကျွန်တော်က CEO Coach and Master Trainer ပါ လူငယ်တွေရဲ့အိမ်မက်တွေနဲ့လက်တွေ့ဘဝကိုစိတ်ဆက်ပေးနေတဲ့ဒီ podcast အစီအစဉ်ကနေ ြန်လဲကြိုဆိုပါတယ်တင်ကအသက်18နှစ်လား25နှစ်လားဒါမှမဟုတ်အသက်30ပြည့်တော့မှလားအိမ်မက်တွေ အများကြီးရှိတယ်အောင်မြင်ခြင်းစိတ်လဲကျင်းပြနေတယ်ဒါပေမဲ့မနှက်ခင်လင်းလို့အိယာထတိုင်းဘာကစလို့ရမှ မသိအရာရာကဝေဝါးပြီးပြင်းရစ်စိတ်ကတင့်ရဲ့ခြေထောက်တွေကိုဆွဲထားတယ်လို့ ခံစားနေရလားဆိုရှယ်မီဒီယာမှာတငယ်ချင်းတွေအခြားသူတွေရဲ့အောင်မြင်နေတာတွေကို ကြည့်ပြီးငါကောဘာတွေလုပ်နေတာလဲဆိုတဲ့မေကွန်ကရင်ပတ်ထဲမှာစူးတချောင်းလိုစိုက်နေသလားအဲ့ဒီခံစားချက်ကိုကျွန်တော်သိတယ်ဒီနေ့အဲ့ဒီစူးကို အမြင့်ကနေနှောက်ပြီးတင့်ရဲ့ပြင်းရေးစိတ်ကိုအကြီးမားဆုံးလက်နက်အဖြစ် ဘယ်လိုပြောင်းလဲအသုံးချမလဲဆိုတာပြောပြသွားမှာပါကျွန်တော်လူငယ်ပေါင်းများစွာကို လေ့ကျင့်ပေးခဲ့ဘူးတဲ့သူတို့မှာတူညီတဲ့နာကျင်မှုတစ်ခုရှိတယ်အဲ့ဒါကတော့ information overload လို့ခေါ်တဲ့သတင်းအချက်အလက်တွေလုံးစရာတွေများလွန်ပြီးဘယ်ဟာကကိုယ့်အတွက်အမှန်တကယ်အရေးကြီးမှမသိတော့တာပါပဲ တင်တို့ခေတ်ကအခွင့်အလန်းတွေပေါ်များသလိုအာယုံနောက်ဆရာတွေလည်းအရန်များတယ် online course တွေ skill အသစ်တွေစီးပွားရေး idea တွေအများကြီးပဲအကုန်လုံးကိုလိုက်လို့ရှင်နေတယ်ဒါပေမဲ့လက်တွေ့မှာတော့ဘယ်တစ်ခုကိုမှဆုံးခန်းတိုင်အောင်မလုပ်ဖြစ်ဘူးတစ်ခုစလိုက်ခဏနေတော့ကျင်းလာလိုက် နောက်တစ်ခုပြောင်းလိုက်နဲ့တန်တရာလဲနေတယ် ရလက်ကပါလဲအချိန်တွေကုန်သွားတယ်အသက်တွေကြီးလာတယ်ကိုယ်ကိုယ်ကိုယုံကြည်မှုတွေပျောက်ဆုံးလာတယ်ငါဟာဘာမှ မပြီးမြောက်တဲ့သူအတုံးမကျတဲ့သူဖြစ်နေပြီလားဆိုတဲ့အတွေ့ကညာဘက်အိတ်မပြောအောင်ရှောက်လန့်လာတယ်ဒါဟာတင်တယောက်တည်းခံစားနေရတာမဟုတ်ပါဘူးဒါဟာဒီနေ့ခေတ်လူငယ်တိုင်းဒီပါ ရင်ဆိုင်နေရတဲ့နာကျင်မှုပိန်ပွိုင်းအစစ်အမှန်ပါပဲကျွန်တော်တခါကလေ့ကျင့်ပေးခဲ့တဲ့အောင်အောင်ဆိုတဲ့ကောင်းလေးတယောက်အကြောင်းကို ပြောပြခြင်းပါတယ်သူကအသက်22နှစ်ဘွေရချီကာစာသူမှာ graphic designer တယောက်အနေနဲ့အောင်မြင်ခြင်းတဲ့ image ရှိတယ်ဒါပေမဲ့လက်တွေ့မှာတော့သူက coffee sign တစ်ခုမှာအချိန်ပိုင်း အလုပ်လုပ်နေရတယ်။ညတ်ဘက်တွေမှာဒီဇိုင်းကော့တွေတက်ဖို့စူးစမ်းတယ်။ဒါပေမဲ့အလုပ်ကပြန်လာရင် ပင်ပန်းနေပြီးဖုန်းလေးတစ်လုံးနဲ့ဆိုရှယ်မီဒီယာသုံးလိုက်၊ဂိမ်းလေးဆော့လိုက်နဲ့အချိန်တွေကုန်သွားရော သူ့ရဲ့ဒီဇိုင်း portfolio ကတမျက်နာတောင် မပြည့်ဘူး။သူကျွန်တော်ကိုပြောတယ်ဆရာကျွန်တော်ပြင်းတာမဟုတ်ဘူးကျွန်တော်ပင်ပန်းနေတာ ဘယ်ကစရမှန်းမသိတော့ဘူးတဲ့သူ့အတန်ထဲမှာအချုံပေးရှင်းတဲ့စိတ်ပြတ်အားငယ်မှုတွေအပြည့်ပဲကျွန်တော်သူ့ကိုနေလန်းတစ်ခုပေးခဲ့တယ်အဲ့ဒီနေလန်းကသူ့ဘဝကိုပြောင်းလဲစေခဲ့တယ်ဆောက်လအကြာမှာအောင်းအောင်ဟာကော်ဖီဆိုင်က အလောက်ကနေထွက်ပြီးနမ်မီယာကော်မီတစ်ခုမှာဂျူနီယာဂရက်ဖစ်ဒီဇိုင်နာအဖြစ်အလောက်ရသွားတယ်အခုဆိုရင်သူက ကိုပိုင် freelance လုပ်ငန်းကိုပါပြထောင်နေပြီသူဘယ်လိုလောက်ခဲ့လဲသိကြလားသူအသုံးပြုခဲ့တဲ့နီလန်းကိုပဲကျွန်တော်ဒီနေ့ခမားတို့ကို မျှဝေသွားမှာဖြစ်ပါတယ်ကဲစာရွက်တရွက်နဲ့ဘောပင် အစင်သင့်ပြင်ထားပါဒါမှမဟုတ်မှတ်ထားပါတင်ဘဝကိုပြောင်းလဲပြင့်မဲ့လက်တွေ့ကြတဲ့ရှည်ချင်းချက် solution တွေလာပါပြီ။နံပါတ်1ဘာအကြောင်းကိုတန်မိုးဆွဲတယ်လို့ရိုက်ထဲပါ။အောင်အောင်ကိုကျွန်တော်ပထမဆုံးလှုပ်ခိုင်းတာကသူဘာကြောင့် graphic designer ဖြစ်စင်တာလဲစတာကိုစာမျက်နှာတမျက်နှာအပြည့်ရေးခိုင်းလိုက်တယ်။လစာကောင်းလို့ဆိုတာမျိုးမဟုတ်ဘူး။အတွင်းအကြဆုံးခန်းစားချက်ကိုရေးခိုင်းတာသူရေးလာတာက ကျွန်တော်ရဲ့ဖန်တီးမှုတွေနဲ့လူတွေကိုကူညီခြင်းလို့အဖေနဲ့အမေကိုကောင်းကောင်းမွန်မွန်ထားခြင်းလို့ကျွန်တော်ဘဝကိုကျွန်တော်ကိုယ်တိုင် ပုံဖော်ခွင့်ရရှိလို့တဲ့ဒီဘာကြောင့်ဆိုတဲ့အကြောင်းပြချက်ကိုသူ့ရဲ့ကွန်ပျူတာစကရင်မှာအဲ့ရဘေးမှာကတ်ထားခိုင်းတယ်ပြင်းလာတိုင်းစိတ်ကြကြတိုင်းဒါကိုပြန်ဖတ်ခိုင်းတယ်ဒါဟာတင့်ရဲ့ ကြောက်ဆိုးပဲဘယ်လောက်ပဲလှိုင်းလေကြမ်းကြမ်းတင့်ကို လမ်းမပြောက်အောင်ထိမ့်ပေးလိုက်မယ်နံပါတ်2မိနစ်စီကာဒီဇိုင်းပို့ဖိုလီယိုလောက်ဖို့ဆိုတာ အလုတ်ကြီးတစ်ခုလုံးထင်ရတယ်ဒါကြောင့်ကျွန်တော်သူ့ကိုပြောတယ်အောင်းအောင်မင်းတနေ့ကို15မိနစ်ပဲအဲ့ဒီအတွက်အချိန်ပေး15မိနစ်ပြည့်ရင်နားလိုက်တော့သူက 15မိနစ်လေးနဲ့ဘာလုပ်လို့ရမှလဲဆရာလို့ပြန်မေးတယ်ကျွန်တော်ပြောတယ်စဖို့ပဲလိုတယ်အခက်ဆုံးကစတင်ခြင်းပဲ15မိနစ်လှုပ်ပြီးသွားရင်အုံနောက်ကအချိန်ကျသွားပြီးနောက်ထပ်15မိနစ်နောက်ထပ်နာယူဝက်ဆက်လှုပ်ခြင်းစိတ်ပေါက်လာလိမ့်မယ်အလုတ်ကြီးကိုကြည့်ပြီးမကြောက်ပါနဲ့သေးသေးလေးသေးသေးလေးတွေကနေပဲစလိုက်ပါ နံပါတ်3အောင်မြင်မှုသေးသေးလေးတွေကိုဖန်တီးပြီးဆုချပါသူကနေတိုင်းလောက်ရမဲ့အလုတ်သေးသေးလေးတွေခြာရေးခိုင်းတယ်ဥပမာဒီနေ့ icon ၃ခုဆွဲမယ်ဒီနေ့ design idea အစ်စ်တစ်ခုစဉ်းစားမယ်အဲ့ဒီအလုတ်ကြီးသွားတာနဲ့စာအုပ်ထဲမှာအမှန်စစ်ခိုင်းပြီးကိုကိုကိုဆုချခိုင်းတယ်ဆုဆိုတာကြီးကြီးမားမားမလိုဘူး ကော်ဖီကောင်းကောင်းလေးတစ်ခွက်တောက်တာသရှင်အေးအေးလေးနားထောင်တာမျိုးပဲဒီလိုလှုပ်ခြင်းအဖြစ်သူ့အုံနောက်ကအလုတ်ကြီးမြောက်ခြင်းမြင်မြခြင်းကြော်ချွင်ခြင်းဆိုတဲ့ညီမြခြင်းကိုတင်ယူလာတယ်နံပါတ်၄တင့်ရဲ့ပါဝါဟာဝါကိုရှာပါလူတိုင်းမှာတနေ့တာအတွင်းအာယုံအစိုက်နိုင်ဆုံးတဲ့ စွမ်းအင် အပြည့်ဝဆုံးအရှင်ဆိုတာရှိတယ်အချို့ကမနဲ့စောစောအချို့ကညတကောင်းအောင်အောင်အတွက်ကတော့ည10နာရီကနေ17နာရီကသူ့ရဲ့ပါဝါဟာဝါပဲအဲ့ဒီတနာရီမှာဖုန်းကို airplane mode လောက်တကားပိတ်ပြီးသူ့ရဲ့ design အလုပ်ကိုပဲအာယုံစိုက်ခိုင်းတယ်အခြားအလုပ်ချိန်တွေမှာပြင်းချင်ပြင်းပါစေအဲ့ဒီ တဏှာကြီးကတော့တင့်ရဲ့အောင်မြင်မှုအတွက်ရင်းနှီးမြုပ်နှံတဲ့အချိန်ပါပဲဒီပေါကတ်ကိုနားထောင်ကြည့်ရင်ဒီအတိုင်းလေးပြီးသွားလို့မဖြစ်ပါဘူးကျွန်တော်ကကိုယ်တယောက်အနေနဲ့တင့်ကိုတကယ်လက်တွေ့လှုပ်ဆောင်ချက် call to true action ကိုပေးပါမယ်အခုချက်ချင်းလောက်ရမှာက၃ခုပဲရှိတယ်နံပါတ်1 comment မှာ တင့်ရဲ့အကြီးမားဆုံးအိမ်မက်ဒါမှမဟုတ်ဒီနှစ်အတွင်းပြင်းမြောက်အောင်လှုပ်ကျင်တဲ့ပန်းတိုင်တစ်ခုကိုခြာရေးပါလူသိချင်းသာပြညာလိုက်တာကတင့်ကိုပိုပြီးတာဝန်ယူစိတ်ရှိစေပါတယ်နံပါတ်2တင့်ရဲ့ဘာကြောင့်ဆိုတဲ့အကြောင်းပြချက်ကိုစာရွက်တစ်ရွက်မှာခြာရေးပြီးတင်အမြဲမြင်နေရတဲ့နေရာမှာကတ်ထားလိုက်ပါနံပါတ်3မနှက်ပြန်အတွက် တင်လို့ရမယ်အရေးအကြီးဆုံးအလုပ်တစ်ခုကို15မိနစ်စီကန်နဲ့စတင်ဖို့အခုပဲပြက်ကြိမ်မှာအချိန်တတ်မှတ်လိုက်ပါတတိယပါ အောင်မြင်မှုဆိုတာတညာတည်းနဲ့ရောက်လာတာ မဟုတ်ဘူးနေ့စဉ်လုပ်နေရတဲ့အလေးအကျင့်ပေါင်းသေးသေးလေးတွေရရလက်တာဖြစ်တယ်ပြင်းစိတ်ကတင့်ရဲ့တဘာဝပဲဒါပေမဲ့ စီကန်းနဲ့ဇွဲကတင့်ရဲ့ရွေးချယ်မှုဖြစ်ရမယ်တင်တယောက်တည်းမဟုတ်ဘူးဒီခရီးမှာကျွန်တော်လဲတင်တဲ့အတူရှိနေပါမယ်ဒီနေ့ပေါ့ကကတင့်အတွက်တံပိုးတစ်ခုခုရခဲ့တယ်ဆိုရင် like and subscribe လောက်ထားဖို့မမေ့ပါနဲ့နောက်ရက်မှာ ပြက်စီးနေတဲ့ကိုကိုကိုယုံကြည်မှုကိုဘယ်လိုတည်ဆောက်မလဲဆိုတဲ့အကြောင်းကိုပြောပြဆွေးနွေးသွားမှာဖြစ်ပါတယ် အားလုံးပဲကွက်လပ်ပါနောက်ရက်မှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်ကောင်းသောနေ့လေးကြပါစေ